မင်္ဂလာပါ exercise 65က infinitive without to infinitive to verb one မှာ without to ရှိမှာတော့ to တို့ verb ing တို့လေ့ကျင့်ခဲ့ပါဒီတစ်ခါတော့ verb one စစ်စစ်ကိုလိုက်ပေးရမယ့်ပုံစံမှာနံပါတ်1မှာဆိုရင်ဒါ can မှာ can ဆိုတာ90ဆိုတဲ့အဓိပ္ပာယ်ကိုအားလုံးသိပါတယ် can plus verb one ပါတာပြန်တဲ့အခါ90 này này ကောင်းကောင်းသချင်းစုနိုင်တယ်ကနိုင်တယ် number two, could plus verb when ma နိုင်ခဲ့သည် she could run fast in her youth သူမငယ်တုန်းကလေမြင်မြန်ပြေးနိုင်ခဲ့တယ် number 3 may may ရဲ့နောက်မှာလောဖော်ဖွင့်လိုက်ပါတယ်ဖြစ်ကောင်းဖြစ်နိုင်တာပေါ့ her parents may be artist သူမရဲ့မိဘတွေကလေအနုပညာရှင်တွေဖြစ်ကော